ိုင်းအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အောင်မြတ်ပါဟုတ်အာကျွန်တော်ပေါ့နော်ကျမရင်းနဲ့ပတ်သက်တဲ့ဘူးတာတွေအဲရုပ်စာတွေကိုကျွန်တော်ကနေပြီးတော့ဒီဆောင်းဆောင်းပါးတွေအနေနဲ့ရောပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတော့အချိန်တွေကိုစာဖတ်ဖို့အချိန်ပေးနိုင်တဲ့တွေအတွက်အခုလိုမျိုးဗီဒီယိုလေးနေကျွန်တော်ကနေပြီးတော့ပေါ့နော်အချိန်ရရသူအလင်းတင်တင်သူတို့ပုံမှန်နှက်ဆက်ပေးနေတာပဲဖြစ်တယ်။အော်အခုဒီနေ့မှာတော့ကျွန်တော်ဘာလို့ဆိုတော့ဒီတော့ အာဒီနာအတွင်းပိုင်းရောင်ရမ်းတာနာအတွင်းပိုင်းရောင်ရမ်းတာကိုကိုရီးယားလိုခေါ်လေဂျွန်းအီယောင်လို့ခေါ်လေဂျွန်းအီယောင်ဂျွန်းအီယောင်ဂျွန်းဆိုတာအတွင်းလို့အလယ်လို့ပြောတာဖြစ်တယ်အီဆိုတာကနာဂွီရဲ့ဟန်ဂျာဖြစ်ပါတယ်ယောင်ဆိုတာကကျတော့ကျွန်တော်ဒီယောင်ကျင်းကနေလာတဲ့ရောင်ရမ်းခြင်းရောင်ရမ်းမှုဖြစ်ပါတယ်အဲ့တော့နာအတွင်းပိုင်းရောင်ခြင်းပေါ့နော်နာအတွင်းအဲ့တော့ နားအတွင်းမိုင်းဆိုတာဘယ်လိုမျိုးလဲဆိုတော့အတွင်းကနစီပေါ့ဗျာနစီအဲ့တော့နစီတစ်ခုတည်းကိုကိုရီးယားလိုဘယ်လိုပြောလဲဆိုတော့ကျွန်တော်ဂိုမတ်လို့ပြောပါတယ်ဂိုမတ်ကာအိုကိုမာကာတမဂိုမတ်လို့ခေါ်တယ်နော်အဲ့ဒါနစီအဲ့တော့အော်ခွဲစိတ်လူနာကကျွန်တော်ဘယ်လိုလဲဆိုတဲ့အခါကျတော့ဒီအော်သူမွေးရပါပေါ့နော်မွေးရဖြစ်တာကြာပြီနော်အဲ့တော့လူတွေမှာအလိုပါလာတယ်ပါလာတတ်ကြတယ်ပေါ့ အဲ့ဒီကအဲ့ဒါကိုဘယ်လိုဖြစ်လဲဆိုတော့မန်ဆောင်လို့အရှိရနေတက်တယ်မန်ဆောင်မန်ဆောင်ဆိုတာကျွန်တော်ကနေပြောဒီကာလာကြာပြီမန်ဆောင်အဲအိုရဲတက်ဆယ်ကာလာကြာပြီအဲ့လိုဖြစ်တဲ့ဥစ္စာကိုမန်ဆောင်ဂျူနီယာလို့ခေါ်တယ်ပုံမှန်အဖြစ်တော့ဒီဥစ္စာတွေပေါ့နော်အဲနည်းနည်းနစီကနည်းနည်းကြိုက်ခြင်းနဲ့အဓိကယောဂလက္ခဏာသုံးပြောမယ်နော်အချိန်သိမ့်မရတဲ့အတွက်ကြောင့်အဲနစီကြိုက်ခြင်းနဲ့ပြီးတော့အကြအာယုန်နဲ့ချို့ ချို့ယွင်းလာတယ်အဲပြီးတော့ဟိုပြီးတော့နားရဲကပြီးထွက်တယ်နော်နားရဲကပြီးထွက်တယ်အကြရဲကိုချို့ယွင်းလာတယ်အဲ့ပြီးလေးဆိုတော့နည်းနည်းအနန္တရရှိမှာပေါ့ဟိုဒီတဏ္ဍရီလိုတဏ္ဍရီလိုမျိုးလေးနော်ပြီးလေးတွေထွက်လာမယ်ပြီးလို့ရှိရင်ဟောအဲ့ဒါဘာလို့ပြီးထွက်တာလဲဆိုတော့အဲ့ဒီနစီမှာအပေါက်ဖြစ်တာအပေါက်အပေါက်နော်အဲဆိုတော့ဆိုတော့စကားပြောမယ်ဆိုရင်ခူမောင်ရဲ့ဘူဒီအာကူမောင်ရဲ့ခူမောင်ရဲ့ခူမောင်ကြီးစင်ကြီးကိုရဲ့ အဲ့တော့နစီမှာအပေါက်လေးဖြစ်တာအပေါက်အပေါက်လေးအပေါက်ကသေးတယ်ဆိုမှတော့အဲ့ဒီဘောက်ကလည်းပြည်ဒီထွက်တာပေါ့နော်ပြီးလို့ရှိရင်အဲ့ဒါရဲ့အကြအယုံရောနေမှုတွေဖြစ်လာတယ်အဲ့တော့အဲအဲ့ဒီအကွာဆိုရင်သူကပထမတစ်ခေါက်ဒုတိယတစ်ခေါက်နှစ်ခေါက်ကိုဆေးနဲ့တောက်တာပေါ့နော်ပထမတစ်ခေါက်မှာဆေးနဲ့တောက်ပြီးတော့ကောင်းသွားတယ်ကောင်းသွားတယ်ဒုတိယတစ်ခေါက်မှာဘာလို့ပြန်ဖြစ်လဲဆိုတဲ့အခါအေးမီကအေးမီပြီးတော့ဖြစ်လာတယ်ဟုတ်တယ်အဲ့ဒီလေဟိုခန္ဓာကိုယ်ကအံ့ဩချာကောင်းလောက်ဆက်ဆက်နေတယ်ခင်ဗျာ အဲ့တော့ဒီပုံမှန်ဖြစ်နားကြိုက်တာလို့ပြောလို့ဆိုအေးမိမိနောက်ပိုင်းဒီမှာဖြစ်တတ်တယ်ပေါ့နော်အဲ့အကိုလည်းဒီတစ်ခေါက်အေးမိမိပြန်ကောင်းတဲ့ခါမှနားကအဲ့လိုခုရင်တစ်ခေါက်ဖြစ်တဲ့လိုမျိုးပြန်ကြိုက်လာတယ်ပေါ့နော်အာမတင်ကြတာနဲ့အဲ့ဒါနဲ့စေကန်ကိုတောပြတဲ့အခါပေါ့နော်အဲ့စေကန်တောပြတဲ့အခါဆရာကဘာလို့ပြောလဲဆိုတော့အာဒါအဲ့အခုမှဖြစ်တာမဟုတ်ဘူးတဲ့ เนาะအဲ့တော့ဖြစ်တာကြာပြီပြောလို့ဆိုရင်မွေးရပါလို့တော့ပြောလို့ရတယ်ပေါ့เนาะอืมဆိုတော့ဟိုတော်တော်လေးလည်းကြာပြီအခုမှဖြစ်တာမဟုတ်ဘူးအဲ့တော့နီးလန်းရှိတယ်အဲခွဲမလားပေါ့เนาะခွဲမလားခွဲမယ်ဆိုရင်သူဒီအဲရက်ကွက်ဈေးကန်းငယ်တစ်ခုသာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလွှဲပြောင်းစာတော့ပဲရေးပြလို့ရမယ်အဲ့မှာတော့သူတို့ operation လုပ်လို့မရဘူးပေါ့နော်အဲ့တော့အဲအဲ့တော့ operation လုပ်လို့မရဘူးခွဲမယ်ဆိုရင်တော့သူလွှဲပြောင်းစာသူရေးပြမယ်ပေါ့နော် ။အဲကြောင့်သာဘယ်လိုခေါ်လဲ။ဝီရဲဆောင်။ဝီရဲဆောင်။အဲဝီရဲဆောင်သူရေးပေးမယ်။အဲ့ဒါလေးကိုသူယူပြီးတော့စေုံကြီးသွားပြီးတော့ခွဲပါပါလို့ပြောတော့ကုန်ညစိတ်တွေဘာတွေကကျတော့သူအမိခရအောင်ဒါမဲ့ကျွန်တော်စုံစမ်းတာပေါ့နော်အဲ့ဘယ်လိုဘယ်လိုကုန်ကြနိုင်လဲစုံစမ်းတဲ့အခါကျွန်တော်တို့စေုံကနှေးသုံးရလောက်တက်ကြမယ်ခင်ဗျအစေုံသုံးလောက်တက်ကြမယ်အဲ့တော့နှစ်ခုရှိတယ်အသေးစားခွဲစိတ်မှုဆိုလို့ရှိရင်ထုံစင်းနဲ့လောက် ြီးပြီမယ်လို့နည်းနည်းလေးကြီးမယ်ပေါ့နော်အတွင်းအောင်ကြီးမယ်ကြီးမယ်ဆိုလို့ရှိရင်မေးစည်းပြီးပြီလို့လုပ်မယ်ဆိုလို့ရှိရင်အသေးစားခွဲသိမ်းမှုဆိုရင်ကျွန်တော်ကနေပြီးတော့အဲကျွန်တော်အဲ့ဒီနေ့မှာပဲစင်းရောင်းနေစင်းလို့ရတယ်အိမ်ပြန်လို့ရတယ်ဆိုပေတကယ်လို့မေးစည်းတွေပါပြီးပြီးတော့ခွဲမယ်ဆိုရင်တော့ကျွန်တော်ကဒီနှစ်ညအဲ့3ရက်လောက်ကိုတက်ကောင်ပေါ့နော်အဲပြီးလို့ရှိရင်အဲချိုးရီးပြိုင်လေးဖြီးရမယ်အဲ့တော့သူကနားအတွင်းဘက်ကနည်းနည်းကြာတယ်ခင်ဗျနည်းနည်းပြန်ပြီးတော့ပြန်ကောင်းဖို့ပါပေါ့နည်းနည်းကြာတယ်အင်းကျွန်တော်တို့ကနေပြီးတော့ လေး၅ပတ်အဲ့လိုလောက်ကြာတယ်တယောက်ကြာတယ်မတူဘူးပေါ့နော်ဒဏ်ရာတွေဟိုအကြည့်သေးပုံမတူတဲ့ကြောင့်ကျွန်တော်ပြောတဲ့ဥစ္စာကိုဒီတိုင်းပဲဩဒီလောက်တော့ကြာတတ်တယ်ဆိုတော့အဲခင်ဗျာကိုရီးယားလို့ဆိုရတာချောင်းကိုနော်အဲမိညာကိုကအောင်တက်ပဲလို့ပါအတိအကျတော့လူနာရဲ့အခြေအနေပေါ်မူတည်တဲ့ခရစ်စတဲ့ပုံစံမူတည်တဲ့ကြောင့်ဒါရအလိုအတိအကျတွေပြောတာမဟုတ်ဘူးဒါပေမဲ့ဒါကတော့လူတူတယောက်ချင်းစီပေါ်မူတည်ပြီးတော့ क्वे ပြပင်ပဲလို့ကျွန်တော်ခုနပြောတဲ့ယောဂလက္ခဏာတွေကကျတော့အကုန်လုံးကစင်တူတယ်ခင်ဗျာ เนาะစင်တူတယ်เนาะအဲ့လိုဖြစ်တယ်ကြောင့်မလို့အဲ့တော့ဟိုတိတ်တော့မစိုးရိမ်ပါနဲ့အဲ့တော့เนาะဒီအဲ့ဒါကိုကိုရီးယားလိုကကျွန်တော်ဂူမတ်ချွန်ဂုံလို့ခေါ်တယ်ဂူမတ်ချွန်ဂုံဂူမတ်ချွန်ဂုံလို့ခေါ်တယ်အဲ့တော့အဲ့တော့နားလေးကိုဆိုတော့ဘယ်လိုခွဲလဲဆိုတော့အဲ့ခွဲစိတ်မှုကိုကိုရီးယားလိုဂူမတ် ဆောင်ယောင်စုလို့ခေါ်ပါတယ်ဆောင်ယောင်ဆောင်ယောင်ကပြန်လဲပြပြန်တာပေါ့နော်ပြန်လဲပြပြန်တာအဲ့တော့အဲ့ဒီပောက်သွားတဲ့နေရာလေးလေးကိုနားအတွင်းဘက်မှာရှိတဲ့အသားစာလေးကိုယူပြီးတော့နော်အသားစာလေးယူပြီးတော့ပြန်ပြီးဖားပေးရတာနော်ပြန်ဖားပေးတာအဲ့တော့နှစ်နေရာလောက်မှာပေါ့နော်ကောင်းတဲ့ဒီနားအနောက်ကအသားစာလေးကို ယူမယ်ယူတဲ့အတွက်ကြောင့်အဲ့ညံမှာတစ်ခါအနာဖြစ်တဲ့အတွက်ကြောင့်မလို့ချုပ်ရမယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့အဲပေါက်နေညာလေးတွေကိုဖားမယ်နော်ပေါက်နေအပေါက်ကကျွန်တော်ကြည်ကြည်သလိုအသားစားယူမှာပေါ့တင်းရင်သေးသလိုယူမှာဖြစ်မယ်အဲ့လိုယူပြီးတော့ဖားမယ်အိမ်ကြီးအိမ်ကြီးဖားသလိုပဲဖားပြီးတော့ပြန်ချုပ်တာဖြစ်တဲ့အတွက်အဲ့ညံမှာတစ်ခါဒဏ်ရာဖြစ်တဲ့အတွက်ချုပ်မယ်တစ်ခါချုပ်မယ်အသားစားယူတဲ့နေရာမှာတစ်ခါအဲချုပ်တဲ့နေရာမှာတစ်ခါအဲ့လိုယူမယ်နော်အဲ့တော့ပြန်နှစ်ခါပေါ့နော်အဲ့တော့အချုပ်ဖြစ်လဲဆိုနှစ်ခါလာဖြစ်ရမယ်ဒါကတော့ကျွန်တော်အကြံပြင်းပြပြတာပါအဲ့တော့ သဘောတရားတွေကတော့သဘောတရားလည်းအတူတူပဲเนาะဒီမှာအဲ့တော့ကျွန်တော်မေးမယ်အာဒါရီဟိုအာဆရာဘယ်လိုသိလဲအကူကဘယ်လိုသိလဲဆိုတော့ကျွန်တော်ကခုနကပြောသလိုပေါ့နော်စေးပညာပိုင်းကိုစိတ်ဝင်စားတဲ့သူတယောက်လည်းဖြစ်တယ်အဲပြီးတော့ကိုယ့်ရှိအလုပ်လာအပ်ပြီးဆိုရင်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ကတည်တည်ချာချာလေးကိုကျွန်တော်လေ့လာတယ်ဘာလို့ကျွန်တော်တို့ဒီစကားပြန်တတတာဖြစ်တယ်ဆရာဝန်လည်းမဟုတ်စေးပညာနယ်ပညာမဟုတ်တဲ့အတွက်ကြောင့်မလို့တို့အတုံးတုံးလေးတွေတိတဘောတရားလေးတွေမသိလို့ရှိရင်လူနာအတွက်ကျွန်တော်တို့အနာနဲ့စေး မတိုးမအောင်ကျွန်တော်အကြောက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အဲ့ဒါလည်းပတ်သက်တဲ့စာပေဆောင်ပါးတွေ Google တော်လကောင်အခုတော့ Chat GPT တွေပေါ်နေတဲ့အတွက်ကြောင့်မို့လို့ဒါတွေကနေကျွန်တော်အများအားကျွန်တော်အမ်နော်ဒီ update